တင်ပြီးတော့တက်ဆက်ပေးပါရမယ်ဒီကနေ့မှာတက်ဆက်ပေးသွားမယ့်သတင်းတွေကတော့ Russia Federation နိုင်ငံကိုချစ်ကြည်ရေးခီရောက်ရှိနေတဲ့ NASA ကဥက္ကဋ္ဌဦးဆောင်တဲ့ကုသလေအဖွဲ့မြန်မာနိုင်ငံကိုပြန်လည်ထွက်ခွာဆိုတဲ့သတင်းပေါဝင်နောက်ဆုံးရညနေခင်းသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ NASA ကဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်နဲ့တရုတ်သမ္မတရှီကျင်းပင်တို့ Russia နိုင်ငံမှာတွေ့ဆုံဆွေးနွေးခဲ့တဲ့ဆိုတဲ့သတင်း။နိုင်ငံတကာကြီးကကိစ္စတွေမှာပူးပေါင်းဆောင်ရွက်ပါမယ်။ Russia Federation နိုင်ငံကိုချစ်ကြည်ရေးခီစဉ်ရောက်ရှိနေတဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်ဦးဆောင်တဲ့ ကိုယ်စားလှယ်ဖွဲ့ဟာမေလ10ရက်နေ့ဒေတာဆန်တော်ကြိမ်မနက်ပိုင်းကရုရှားဖက်ဒရေးရှင်းနိုင်ငံမော်စကိုမြို့အမှတ်3ဘာနုကာဘာပြည်ပဆိုင်ရာလေဆိပ်ကနေမြန်မာနိုင်ငံကိုပြန်လည်ထွက်ခွာလာပြီဖြစ်ပါတယ်။အောင်မွေ280ပြည့်အထင်းအမှတ်စီးပြခန်းနာကိုချစ်ကြည်ကိုယ်စားလှယ်အဖွဲ့ဝင်တွေနဲ့အတူပါဝင်တက်ရောက်ခဲ့ပါတယ်။အဆိုပါစီးပြခန်းနာပြီးမှာတော့နာဆာကဥက္ကဋ္ဌဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ဟာ ရုရှားသမ္မတပူတင်တိုက်ခင်းအခန်းနဲ့ဂွန်ပြူနေတစားစားဝဲကိုနိုင်ငံကြီးကြီးများအထူးအသေးတော်များနဲ့အတူတက်ရောက်ခဲ့ပါတယ်။1948 1945မဟာမျိုးချစ်စစ်ပွဲကြီးအောင်ဝင်80ပြည့်အထိမ်းအမှတ်ဆေးပြခံထားတဲ့ဆက်ဆက်ခန်းသားတွေကိုတက်ရောက်စဉ်နာဆာကဥက္ကဋ္ဌဟာတက်ရောက်လာတဲ့နိုင်ငံတကာမှအကြီးကြီးများတောင်းရှိသူများနဲ့တွေ့နေပူးပေါင်းဆောင်ရွက်မှုမြင့်တေးဆန်ရာတွေကိုဆွေးနွေးခဲ့ကြောင်းသိရပါတယ်။နာဆာကဥက္ကဋ္ဌရဲ့ရုရှားနိုင်ငံချစ်ကြည်ရေးခီးစဉ်အတွင်းဇနီးတော်ဂျူဂျူလာနဲ့အတူကောင်စီတွဲဖက်တွင်မူ ဗိုလ်ချုပ်ကြီးရေဝင်းဦးနဲ့ဇနီးနတ်ဆကအဖွဲ့ဝင်တွေပြောင်စုဝင်ကြီးတွေတက်မတော်အစင်းမြန်ရရှိကြီးတွေဒုတိယဝင်ကြီးတွေနဲ့ချစ်ကြည်ရေးခီးစဉ်ကုသလေအဖွဲ့ဝင်တွေလိုက်ပါခဲ့ကြောင်းသိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့နတ်ဆကဥက္ကဋ္ဌဗိုလ်ချုပ်ကြီးမင်းအောင်လိုင်နဲ့တရုတ်သမ္မတရှီကျင်းပင်တို့ရုရှားနိုင်ငံမှာတွေ့ဆုံဆွေးနွေးခဲ့တဲ့ဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ရုရှားနိုင်ငံမှာကျင်းပတဲ့1947-1945မဟာမြူးချစ်စစ်ပွဲကြီးအောင်ပွဲ280ပြည့်ထိမ့်မှဆေးပြခန္ဓာကိုတက်ရောက်ခဲ့တဲ့ နာဆာကဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးမဲအောင်လိုင်နဲ့တရုတ်သမ္မတရှီကျင်းပင်လို့ဟာမေလ9ရက်နေ့ကရုရှားနိုင်ငံမှာတွေ့ဆုံခဲ့တယ်လို့သိရပါတယ်။အဲ့လိုတွေ့ဆုံရမှာတရုတ်သမ္မတကမြန်မာနိုင်ငံမှာဖြစ်ပေါ်ကြုံတွေ့ခဲ့တဲ့မန္တလေးငလျင်ကြီးကြောင်းထိခိုက်တဲ့အတွက်မနေ့ရက်ကြောင်း မြန်မာနိုင်ငံအစိုးရနဲ့ပြည်သူလူထုတို့အတူတကွာလက်တွဲပြီးပြည်내တိဆောက်ရေးနဲ့ပြည်내ထူထောင်ရေးလုပ်ငန်းတွေကိုအကောင်းဆုံးဆက်လက်ဆောင်ရွက်နိုင်မယ်လို့ယုံကြည်ကြောင်းနဲ့ဒီနိုင်ငံအနေနဲ့လည်းလိုအပ်တာတွေကိုကူညီဆောင်ရွက်ပေးမှာဖြစ်ကြောင်းဒီမြန်မာဆက်ဆံရေးဟာယခုနှစ်မှာ85နှစ်ရောက်ရှိပြီဖြစ်ကြောင်းဒီနိုင်ငံအနေနဲ့မြန်မာနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်ရေးအချုပ်အခြာအာဏာနဲ့မြန်မာနိုင်ငံတည်ငြိမ်အေဂျင်စီတို့ကိုအမြဲထောက်ခံအားပေးလျက်ရှိကြောင်းမြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနဲ့ငြိမ်းချမ်းရေးလုပ်ငန်းတွေမှာဆက်လက်ကူညီဆောင်ရွက်ပေးမှာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။နာဆာကဥက္ကဋ္ဌကပြန်လည်ပြောကြားရမှာမိမိတို့နိုင်ငံမှာ ငလင်းတဘောဝဘီတံပြတ်ပေါ်ခဲ့ရမှုကြောင့်ခက်ခဲမှုတွေနဲ့ရင်ဆိုင်ကြုံတွေ့နေရချိန်မှာအဆွေတော်အနေနဲ့မြန်မာပြည်သူလူထုနဲ့ထက်တူဝမ်းနေကြောင်းတောင်းရင်လာပြေပို့ပြီးအ мян ဆုံးဖြတ်ကျော်နိုင်ပါစေကြောင်းကိုစုမုံကောင်တောင်းမိခဲ့ကြောင်းဒါအပြင်ငလင်းလှုပ်ခတ်ပြီးကေဆေးလုပ်ငန်းတွေဆောင်ရွက်ဖို့အတွက်အရေးကြီးဆုံးအချိန်ဖြစ်တဲ့ကိုရန်အာဝါမှာတရုတ်နိုင်ငံမှာကုညီကေဆေးအဖွဲ့တွေကငလင်းလှုပ်ခတ်ပြီး၁၈နှစ်အကြာမှာ မြန်မာနိုင်ငံကိုပထမဦးဆုံးရောက်ရှိခဲ့ပြီးလိုအပ်တဲ့ကုညီကစေလုပ်ငန်းတွေကိုဆောင်ရွက်ပေးခဲ့ကြောင်းတရုတ်နိုင်ငံအစိုးရအနေနဲ့မြန်မာနိုင်ငံအတွက်အရေးပေါ်ဒုသချင်းစာနာထောက်ထားမှုအကူအညီတွေကိုလည်းပေးအပ်ခဲ့ကြောင်းမြန်မာနိုင်ငံအစိုးရနဲ့ပြည်သူတွေအနေနဲ့ တရုတ်နိုင်ငံအစိုးရရဲ့ကုလင်းဆောင်ရွက်ပေးမှုတွေအပေါ်အစီအမံကျေးဇူးတင်အမှတ်ရနိုင်မှာဖြစ်ကြောင်းပြည်내ထူထောင်ရေးလုပ်ငန်းတွေရည်ရှိဆောင်ရွက်ရမယ့်လုပ်ငန်းစဉ်ဖြစ်တဲ့အတွက်တရုတ်နိုင်ငံနေနဲ့လိုအပ်တာတွေကိုဆက်လက်ကူညီပံ့ပိုးဆောင်ရွက်ပေးနိုင်ရေးမေတ္တာရက်ခံလိုကြောင်းဒီနိုင်ငံအနေနဲ့မြန်မာနိုင်ငံအရေးကိစ္စတွေနဲ့ပတ်သက်ပြီးဒေတာရင်းနဲ့နိုင်ငံတကာဆံမျက်နှာမှာမြန်မာနိုင်ငံဘက်ကရည်တည်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ရှိကြောင်း မြန်မာနိုင်ငံအနေနဲ့အခုနှစ်ကုန်ပိုင်းမှာပါတီစုံဒီမိုကရေစီဒရီကောက်ပွဲတရက်ကိုအမြင့်ဆုံးကျင်းပနိုင်ရင်ကြိုတင်ပြင်ဆင်မှုတွေကိုဆောင်ရွက်လျက်ရှိကြောင်းနဲ့ရွေးကောက်ပွဲကျင်းပချိန်မှာနိုင်ငံတကာမှလေးလာရေးအဖွဲ့တွေကိုလည်းဖိတ်ကြားနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိကြောင်းဒေယုနိုင်ငံရဲ့အိန္ဒိယနိုင်ငံတွေနဲ့အတူ A2 ပူမြအနာဂတ်မျှဝေတဲ့အတိုင်ဝန်တစ်ခုကိုတိစောက်ဖို့နဲ့အိန္ဒိယနိုင်ငံများဆိုင်ရာလုပ်ငန်းတွေအတွက် အခြေခံအတိတ်တွေဖော်ဆောင်သွားနိုင်ရေးကြိုးပမ်းဆောင်ရွက်မှုတွေပေါ်မြန်မာနိုင်ငံနေနဲ့အားပေးထောက်ခံကြောင်းဒီတွေ့ဆုံမှုကနှစ်နိုင်ငံဆက်ဆံရေးနဲ့ပူးပေါင်းဆောင်ရွက်မှုတိုးမြင့်ရေးကိုများစွာအထောက်အကူဖြစ်စေတဲ့အပြင်နှစ်နိုင်ငံအကြားနှီးကပ်စွာဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်မည်လို့ယုံကြည်ကြောင်းပြောကြားခဲ့ပါတယ်။ အိနာတရုတ်သမရကပြန်လည်ဆွေးနွေးရမှာတရုတ်နိုင်ငံနေနဲ့နိုင်ငံတကာဆက်ဆံရေးမှာငြင်းငြင်းစွာအတူရှင်တွဲနေထိုင်ရေးမူကြီးငားရနဲ့အညီဆောင်ရွက်လျက်ရှိကြောင်းဒေတာရင်းနဲ့နိုင်ငံတကာဆက်မျက်နှာမှာမြန်မာနိုင်ငံဘက်ကယက်တိပီလျက်ရှိမှုမြန်မာနိုင်ငံမှာကျင်းပမဲ့ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံရဲ့ကြိုတင်ပြင်ဆင်မှုတွေနဲ့ရွေးကောက်ပွဲကိုအပြည့်ထောက်ခံလျက်ရှိမှုတို့နဲ့ပတ်သက်ပြီးပြောကြားခဲ့ကြောင်းသိရပါတယ်။အိနာနာဆကာကထာနဲ့တရုတ်သမရတို့ဟာနိုင်ငံဆက်ဆံမှုတိုးမြှင့်ဆောင်ရွက်ရေးကဏ္ဍပေါင်းစုံမှာပူးပေါင်းဆောင်ရွက်မှုတွေမြင့်တင်နိုင်ရေး ဆွေမျိုးပေါပေါ်ချစ်ကြည်ရင်းနှီးမှုနဲ့အိတူပူများအတိုင်းဝန်တည်ဆောက်ရေးဒေတာရင်းတည်ငင်အေဂျင်စီဆိုင်ရာကိစ္စရပ်တွေမှာပူးပေါင်းဆောင်ရွက်ရည်ရွယ်နဲ့ပတ်သက်ပြီးဆွေးနွေးခဲ့ကြကြောင်းသိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့နိုင်ငံတကာရေးရာကိစ္စတွေမှာပူးပေါင်းဆောင်ရွက်မှုကိုမြင့်တင်ဖို့တရုတ်နဲ့ရုရှားသဘောတူတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုင်ငံတကာရေးရာကိစ္စတွေကိုပူးပေါင်းဆောင်ရွက်မှုမြင့်တင်ဖို့တရုတ်နဲ့ရုရှားသဘောတူညီခဲ့ကြောင်းတရုတ်သမ္မတရှီကျင်းပင်နဲ့ရုရှားသမ္မတပူတင်တို့ရဲ့အစည်းအဝေးပြီးမေလ9ရက်နေ့ပါပူးတဲ့ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ တပတ်သက်ပိတ်ဆို့မှုတွေကိုစတင်ကြောင်းနဲ့နိုင်ငံတကာရေးကိစ္စတွေမှာကုလသမဂ္ဂရဲ့အခရာကြားတဲ့အခန်းကဏ္ဍကိုကာကွယ်ဖို့အလို့တကောလှုပ်ဆောင်သွားရန်လည်းသဘောတူခဲ့တယ်လို့ဒီနိုင်ငံပိုင်ရှင်းဝါသတင်းအေဂျင်စီကဖော်ပြခဲ့ပါတယ်။ဒါပြင်မေလ10ရက်နေ့ကလည်းရုရှားနဲ့တရုတ်ဟာ Iron Drone ကဲ့သို့သောဒုံးကြီးကာကွယ်စနစ်တစ်ခုအတွက် American သမ္မတဒေါ်နယ်ထရန့်ရဲ့အစီအစဉ်ကိုပြင်းထန်စွာဝေဖန်ခဲ့ပြီးအဲ့ဒီအစီအစဉ်ဟာတည်ငြိမ်မှုကိုစိုးဝါစွာပျက်စီးစေပြီး အာဂါဒါကိုဆင်းမီပြင်တစ်ခုအဖြစ်ပြောင်းလဲသွားစေနိုင်ကြောင်းပြောကြားခဲ့ပါတယ်။ထရန့်ဟာဇန်နဝါရီလကတမရအဖြစ်ဂျန်တဆာချင်းဆိုခဲ့ပြီးနောက်မကြမီအချိန်မှာပဲအမေရိကန်တို့အိုင်ယွန်ဒရုန်းအစီအစဉ်ပေါ်ဆောင်ဖို့အမိန့်ပေးခဲ့ပါတယ်။ဘေဒင်းဒုံးကြီးတွေနဲ့အသက်ထက်မြန်တဲ့ဟိုက်ပါဆော့နစ်ဒုံးကြီးတွေရဲ့ချင်းချောက်မှုကိုတံပြန်ဖို့အဲ့ဒီအစီအစဉ်ကိုပြောကြားခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒီအစီအစဉ်ဟာတမရဟောင်းရော်နယ်ရီဂန်လက်ထက်က Star Wars လို့အမည်ပြောင်းပေးထားတဲ့အာဂါဒါအတွင်းဒုံးခွင်းဒုံးစတစ်တွေထားရှိမဲ့အစီအစဉ်ကိုပြန်လည်အသက်သွင်းတာဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ ဗိုလ်လုံးတီယောစုအတွက်ဒမီလီရေပန်းစားဆုံးဖြစ်လာတဲ့ဆိုတဲ့တင်ကိုတက်ဆက်ပေးပါမယ်။ PSG အသင်းရဲ့တိုက်စစ်ကစားသမားဒမီလီဟာအခုနှစ်ဗိုလ်လုံးတီယောစုအတွက်ရေပန်းစားဆုံးဖြစ်လာတယ်လို့သိရပါဗျ။2025ခုနှစ်ဗိုလ်လုံးတီယောစုကိုမူလကဘာစီလိုနာတိုက်စစ်ကစားသမားတွေဖြစ်တဲ့ရာဖင်ညာနဲ့ရှမဲရိုကရရှိဖို့အလားအလာများနေကြောင်းချင်းချင်းပေးမှုတွေထွက်ပေါ်ခဲ့ပေမဲ့လည်းဘာစီလိုနာအသင်းချန်ပီယံလိဂ်ဆီမီဖိုင်နယ်အဆင့်ကနေထွက်ခဲ့ရပြီးနောက်ဒမီလီကရေပန်းစားဆုံးဖြစ်လာခဲ့တာဖြစ်ပါတယ်။ PSG တင်ဟာအခုရာသီမှာပြင်သစ်လီဂူချန်ပီယံဆုကိုရယူထားပြီးဖြစ်တယ်လို့ချန်ပီယံလိနဲ့ပြင်သစ်ဖလားပြိုင်ပွဲတွေမှာလည်းဘလူးဘွဲစင်ကိုတက်ရောက်ထားပါတယ်။ဒါကြောင့်ဖလားသုံးလုံးအောင်ပွဲမျှော်လင့်နိုင်တဲ့အခြေအနေဖြစ်တဲ့အတွက်အသင်းမှာအကောင်းဆုံးခြေစမ်းပြနေတဲ့တမ်ဘီလီဟာဘလွန်တီယိုဆိုရရှိဖို့ရည်ပန်းဆလာတာဖြစ်ပါတယ်။ပြင်သစ်ကစားသမားတမ်ဘီလီဟာအခုရာသီမှာ PSG တင်အတွက်ပြိုင်ပွဲစုံ46ပွဲကစားထားပြီး33ဂိုးအထိတင်ယူထားပါတယ်။တမ်ဘီလီဟာဘလွန်တီယိုဆိုရရှိဖို့အတွက်နှစ်လေးတစ်လေးနဲ့တတ်မှတ်ခံရပြီးရမဲက9လေးတစ်လေးနဲ့တတ်မှတ်ခံထားရပါတယ်။ အလဘယုတ်တဲ့ညနေခင်းသတင်းစီစဉ်ကိုတိုင်းထုတ်လွှင့်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ကြည့်ရှုနားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ရှိပါတယ်ခင်ဗျာ